ဟိုဘက်မှာရှိတဲ့ပုဂ္ဂိုလ်ကအနာဂရိယဓမ္မပလဆိုတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။အဲ့ဒီပုဂ္ဂိုလ်နှစ်ဦးထက်ကပထမဒီပုဂ္ဂိုလ်ကသာသနာမှာသူ့အခုလိုဖျားဖူးတွေလဲ့လဲခွင့်ရနေတာသူဂျေဇူးဖြစ်ပါတယ်။သူကမြတ်စွာဘုရားပြိဋိဘံဆံပြီးတဲ့နောက်နှစ်ပေါင်း900နှစ်35နှစ်မှာပေါ်တာ။သူကမူလက ုတ်တပါသာမဟုတ်ဘူးသူဖေမေတွေကချင်းပါသာကိုကွယ်တာချင်းပါသာကိုကွယ်ရကနေပြီးတော့မှကိုရင်လေးတပတ်ကိုနိကြောတဆိုတဲ့သာမဏေလေးကိုအချောင်းပြူပြီးတော့မှသာသနာကိုကြီးညိုသွားတာနိကြောတကိုရင်လေးကသူ့တရားတပုတ်ခေါ်တယ်အပမတော်အမတံပဒံ မာဒောမစ်ဆုနောဘဒံအပမာဒနာမိယန္တိရေပမတ်ထာယတ္တမတာဆိုတဲ့တရားတပုတ်ခေါ်တယ်အဲ့ဒါကဘာလဲဆိုတော့မိမိလျော့လျော့ပေါ်ပေါ်ဆဆနေတဲ့ပုဂ္ဂိုလ်တို့ဟာတေချင်းရဲ့အကြောင်းပဲတဲ့မမိမလျော့မပေါ်မဆသောတတိတရားလက်ကင်ထားကြတဲ့ပုဂ္ဂိုလ်တွေဟာမတေချင်းရဲ့အကြောင်းပဲတဲ့ကိုရင်တရားဟောတဲ့အထက်မှာခொနနေသားပဲရှိသေးတယ်ကိုရင်လေးက ဲ့လိုဟောတဲ့အခါမှာမိမိလျော်လျော်ပေါ်ပေါ်ဆဆနေတဲ့ပုဂ္ဂိုလ်တွေဟာတည်ခြင်းအကြောင်းမမိမလျော်မပေါ်မဆတဲ့သတိတရားရှိကြတဲ့ပုဂ္ဂိုလ်တို့ဟာမတည်ခြင်းအကြောင်းနဲ့လူတဦးတယောက်ပုဂ္ဂိုလ်တဦးတယောက်မှာမိမိလျော်လျော်နေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာအဲ့ဒီပုဂ္ဂိုလ်တွေဟာတည်တာနဲ့တူတယ်တဲ့ကိုရင်လေးရဲ့တရားဟောပုံကတတိယလက်ကင်ထားကြတဲ့ပုဂ္ဂိုလ်တွေကတော့ မတေးရနိုင်ဘံကိုသွားနေတာနဲ့တူတယ်မတေးရကိုသွားနေတာနဲ့တူတယ်လို့ဒီလိုအတိတ်ပဲဖွင့်ဆိုတဲ့အခါသူကောင်းကောင်းသဘောပေါက်သွားကောင်းကောင်းသဘောပေါက်ရကနေပြီးတော့အဲ့ဒီချိန်ဘာသာတွေအကုန်လုံးစွန့်ချိန်ဘာသာစွန့်ပြီးတော့မှဗုဒ္ဓဘာသာအဖြစ်ခံယူလိုက်တာဖြစ်တယ်ဗုဒ္ဓဘာသာအဖြစ်ခံယူလိုက်တဲ့နေ့မှာခုနတုန်းကပြောခဲ့တဲ့အတိုင်းဖះရှင်ပြိနိဗ္ဗာန်စံပြီးတဲ့နောက်နေ့ပေါင်း935နှစ်မှာ ုတ်စင်နေနေငံဗတ်တလီဘုတ်ကိုအုတ်ချုပ်ဆူဆန်တာဖြစ်တယ်အဲ့ဒီအုတ်ချုပ်ဆူဆန်တဲ့နေရာမှာဒီကိုရင်လေးကိုအချောင်းပြူပြီးတော့တန်ဃာတော်ကြီးမြတ်စွာချင်းကခွင်ရတာဖြစ်လို့သူ့အနေနဲ့ဓမ္မခန္ဓာပေါင်း၈400ရှိတဲ့ဓမ္မတွေကို CD ဒစ်ဆူချင်းစီဓမ္မခန္ဓာပေါင်း၈400ရှိတယ်လို့ကျောင်းပေါင်း၈400ကံပေါင်း၈400စီတော် CD ပေါင်း၈400 ်တင်မဲဆိုပြီးတော့ဖရာရဲ့ပွင့်တဲ့နေရာဘုန်းကြီးမကြခဏစကားထဲထဲပြောသွားနေတဲ့အထဲမှာသွားဖရာရှင်ရဲ့ဓမ္မခံတဆူတဆူကိုဓမ္မခံစကလုံးတလုံးတလုံးကိုသူကစီဒီတဆူတဆူတဲတာအဲ့လိုစီဒီတဆူတဆူတဲတဲ့နေရာမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့တရင်သုံးတော်မူသွားတဲ့တရားဟောတော်မူသွားတဲ့နေရာတိုင်းနေရာတိုင်းမှာစီဒီလိုက်တဲတာဖြစ်တယ်အဲ့ဒီလိုစီဒီတဲတဲ့အခါမှာစီဒီထဲတဲ့ကြောင်းဆောက်တယ်ပေါ့ဗျာ ဲ့လိုကြောင်းဆောက်တဲ့နေရာမှာအဲ့ဒီအိန္ဒိယနိုင်ငံတခွင်လုံးမှာအဲ့ဒီမှာ CD ပထိုးတွေ CD ကတော့အကြီးကြီးဒေတာတော့မဟုတ်ဘူးသူကအကြီးကြီးဒေတာတော့မဟုတ်သူတို့အလွန်ဆုံးအပေ20 30အကြီးဆုံးပဲပေါ့ဒီလိုဒေတာအဲ CD ဘောင်း၈000လေးထောင်ဒေမှာတော့အဲ့လိုဒေလို့ရမှာပေါ့ဟိုအကြီးကြီးတော့ဒေလို့မရဘူးလေနောက်ပိုင်းကျမှပြန်လဲမှုမှိုင်းတော့မပြတ်တော့ပေါ့အဲ့ဒါနဲ့ဘာလုပ်လဲဆိုတဲ့အခါ तू ကဒေထားတဲ့သူ CD ရဲ့နေရာကို နောက်ပိုင်းကနေပြီးတော့မှလိုက်ပြီးထိမ့်သိမ်းဆောင်လျှောက်သူကဖခင်ရှင်ပြိနေပါဆံပြီးတော့နှစ်900မှာပါဟိယံဆိုတဲ့ယဟန်တော်ကြီးတပါဟိုတရုတ်နိုင်ငံနေပြီးတော့မှတရုတ်နိုင်ငံနေပြီးမြန်မာနိုင်ငံတက္ကသိုလ်လာတက်တာနလန္ဒာတက္ကသိုလ်လာတက်တဲ့အခါသူ့ရဲ့သူစီဒီတဲထားတဲ့မတန်းနဲ့အကုန်ယူသွားတာဒီနေရာမှာအတော့ကမင်းကြီးရဲ့ဘယ်နေရာမှာစီဒီတဲခဲ့တယ်ဘယ်နေရာမှာကျောင်းဆောက်ခဲ့တယ်ဆိုတဲ့မတန်းကအကုန်ရှိခဲ့တာသူမှာ အဲ့တော့အဲ့ဒီအဲ့ဒီမှာတစ်ချက်ဖယားရှင်ပြိနေဗန်စံပြီးတဲ့နောက်နှစ်900မှာနောက်နှစ်တထောင်ကြော်လော့မှာဟူယင်ဆန်ဆိုတဲ့ရဟန်းတော်တပါးပေါ်လာသေးတယ်ဟူယင်ဆန်တရားဟူယင်ဆန်လည်းတရုတ်နိုင်ငံနေပြီးတော့အိန္ဒိယနိုင်ငံတက္ကသိုလ်နလန္ဒာတက္ကသိုလ်ဝဲတက်တယ်အဲ့ဒီမတ်တန်းနေမတ်တန်းနေကိုသူယူသွားခဲ့တယ်အဲ့ဒီမတ်တန်းနေယူခဲ့ပြီးတဲ့နောက်ပိန်းမှာချက်တော့ဒီအိန္ဒိယနိုင်ငံက အိန္ဒိယနိုင်ငံမှာရှိတဲ့ဗုဒ္ဓဘာသာတို့ရဲ့နေရာတွေနေရာတွေအတိအသီးတွေကို ပြန်လည်တူဖော်တဲ့နေရာမှာအဲ့ဒီပါဟိယံမတ်တန်းတို့ခူရင်ဆံမတ်တန်းတို့ကိုကြည်ပြီးတော့ဒီသီရိဓမ္မဒုက္ခမင်းရဲ့မတ်တန်းတွေကိုအကုန်လုံးတူတူတီထားကိုကွယ်တဲ့နေရာကိုမတ်တန်းကိုကြည်ကြည်ပြီးတူဖော်ရတာအတိတူဖော်ပြီးတဲ့အခါကျမှနောက်ပိုင်းကျမှပြန်လည်ပြီးဖော်ထုတ်ခွင့်ရတယ်ပေါ့အဲ့တော့ကအခုကပထမဦးဆုံးကြီးစုရှင်ကသူပဲဗုဒ္ဓဘာသာကဘာပေါ်မှာဗုဒ္ဓဘာသာရဲ့လို့ ကဘာကအတိမပြူလာအောင်ခေါ်ထုတ်ပေးသူကသူပဲဖြစ်ပါတယ်တိရိဓမ္မတော့ကမင်းတဲ့နောက်ပိုင်းဒီဘက်ကပုဂ္ဂိုလ်ဟိုဘက်မှာကြည်အဲ့ဒါအနာဂရိယဓမ္မဗလာလို့ခေါ်တယ်အနာဂရိယဓမ္မဗလာဆိုတာကသူကတိရိလင်ကနိုင်ငံသားဖြစ်တဲ့သူကသူတော်စင်ဘုရားရဲ့တရားတော်တွေကိုအလွန်အမတန်မှကြီးညိုလေးစားတန်ဖိုးထားတဲ့ပုံကိုဖြစ်တယ်။ဥပမာအခုကားပေါ်မှာဘုန်းကြီးပြောခဲ့တယ်ဘာလို့လဲဆိုတော့ဟိုအခုမဟာဗောဓိမဟာဗောဓိစီဒီရဲ့နေရာဟာ ဟိန္ဒူတို့ရဲ့လက်ထဲမှာအပြည့်အဝရောက်သွားပြီးဖြစ်တယ်အဲ့ဒီနေရာမှာဒီဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါမှာသူ့နိုင်ငံကိုနိုင်ငံကိုပြန်သွားတယ်ဒီနိုင်ငံမှာလည်းယဟန်တော်တွေမရှိတော့ဘူးမရှိတော့တဲ့အခါကျတော့ဂျန်ရှိနေတာကဟိန္ဒူတွေပဲဂျန်ရှိနေတာဟိန္ဒူရဲ့ဂျန်ရှိနေတာဖြစ်တဲ့အတွက်အဲ့ဒီမဟာဗောဓိမင်းရဲ့အရှိဖက်မှာမဟာဗောဓိမင်းရဲ့အရှိဖက်မှာသူကဟိုဟိန္ဒူဟိန္ဒူဖုန်ကြီးကြောင့်အခုတည်းရှိသေးပါတယ်မဟန်လို့ခေါ်တယ် အဲ့ဒီမဟာနန္တော်ကြီးအခုတည်းရှိသေးပါတယ်အဲ့တော့မှအဲ့ဒီဘုန်းကြီးကသူကဘာလို့လဲဆိုဒီမဟာဗောဓိတစ်ခုလုံးကိုသိမ်းထားတာမဟာဗောဓိတစ်ခုလုံးကိုသိမ်းထားပြီးတဲ့အခါကျတော့သူတို့ပဲအကုန်လုံးအုတ်ချုပ်တယ်ပေါ့သူတို့အုတ်ချုပ်တဲ့နေရာကနေပြီးတော့အနာဂရိယဓမ္မပလတိရိလင်္ကနိုင်ငံနေပြီးတော့ဒီဒုတိယကပ္ပစီပြီးတဲ့အခါကျတော့သူလာကြည့်တယ်လာကြည့်တဲ့အခါကျတော့ ်ဖះရရဲ့ခေါင်းတွေလဲခေါင်းတွေပြလို့ဖះရှင်တူတော်တွေနောက်ဖះထားတဲ့နေရာလဲပဲဟိုပိတ်သနိုးတို့ရှိွားတို့မဟာပြမကြီးတို့အဲ့ဒီနေရာ မှာသူတို့ဟိန္ဒူဖះကြီးတွေရောက်နေတာအဲ့ဒါကိုကြည်ပြီးတော့သူစိတ်မကောင်းစိတ်မကောင်းတဲ့အခါကျတော့သူတို့ကတိတိလင်္ကာနိုင်ငံကိုပြန်ပြီးတော့မှသူကပေါ်ဒီအသိန်းဆိုပြီးဖွဲ့တာမဟာဘောဒီအသိန်းဆိုပြီးဖွဲ့ပြီးတော့မှသူတို့ကကပ္ပါဥစာဆောင်မဂ္ဂဇင်းတွေနဲ့ဖြန့်တယ်တိတိလင်္ကာနိုင်ငံကိုတိတိလင်္ကာနိုင်ငံတင်မကဘူးတို့မြန်မာနိုင်ငံကိုလည်းလာရောက်ပြီးတော့စီးရုံးနဲ့ဖြစ်တယ် စီယုံတဲ့အခါကျတော့မြန်မာနိုင်ငံဖုန်းတော်ကြီးတွေလည်းပဲဒီသူ့သူ့နောက်ကို तू ကဥစည်းတဲ့နောက်လိုက်ပါတယ်သူမွေးစားထားတဲ့ကိုရင်လေးနှစ်ပါးရှိတယ်ကိုရင်လေးနှစ်ပါးကစန္ဒတို့ဒုရိယတို့နှစ်ပါးရှိတယ်ဒီအနာဂရိယဓမ္မပလာကမွေးစားတယ်ဒီမြန်မာပြည်မြန်မာပြည်ရခိုင်ရခိုင်ပြည်ကနေစန္ဒရဲ့ဒုရိယရဲ့နှစ်ပါးအဲ့ကော तू ကခိပညာတောင်း तू ပညာတွေသင်ပေးတာ तू not not တစ်ချိန်ကြတော့ နောက်တစ်ချိန်ကျတော့ဗာလဲဆိုဒီနေရာကြီးမှာသူကဗုဒ္ဓဘာသာကိုထိမ့်သိမ့်နေလဲဆွမ်းအားရှိအောင်ဆိုပြီးတော့ဒီကိုရင်လေးတွေကိုစပယ်ရှယ်မွေးတာကိုရင်နှပါကနေပြီးနော့နော့ပိန့်ကျတော့သူနဲ့ကင်းကွာတဲ့အခါကျတော့သူကဟုတ်အဲကလကတဖက်ကနေပြီးတော့မြန်မာနိုင်ငံကိုပြန်ပြေးတာပြန်ပြေးတော့နောက်ကျတော့နှပါပြန်ပြေးတဲ့ဟာလက်ခေါ်တာတပါပဲရတယ်အဲ့တပတ်ကဒီမှာသူရိယကတော့ကြံခဲ့တဲ့စန္ဒတပတ်ပဲရတယ်အဲ့ဒီစန္ဒဆိုတဲ့အဲ့ဒီပုဂ္ဂိုလ်ကစန္ဒရလို့ခေါ်တယ်ဒီမှာ ဒီဒီမှာပဲသူနေရာချပေးတယ်အရှင်ဒီဒီဒီဓမ္မဘာလကနေပြီးတော့မှဒီမှာသူကစောင့်ရှောက်ထားပေးတဲ့အတွက်အခုညတို့သွားတဲမဲ့နေရာကအဲ့ဒီမှာစန္ဒရာမုနိရဲ့ကျောင်းနေရာဖြစ်ပါတယ်အဲ့ဒီမှာသူမွေးထားပြီးတော့အဲ့ဒီသူမွေးထားတဲ့အဲ့ဒီကိုရင်လေးကနောက်ကျရင်ဦးစင်းဖို့ဦးစင်းဖို့ပြီးတော့ဘုန်းကြီးလောက်ဘုန်းကြီးလောက်တဲ့အခါကျတော့ဒီနိုင်ငံမှာတက္ကသိုလ်တက္ကသိုလ်မှာ PhD ပွဲတွေရအောင်သူကြိုးပမ်းပြီးတဲ့အခါကျတော့ဘာဖြစ်လဲဆိုအစွမ်းတော်တော်ထက်ပါတယ်အဲ့ဒီဟို ဆန္ဒရာမူနီဆိုတာအခုကုတ်သိန်းနိုင်ုံရှတ်တော်ဆိုတာအဲ့ဒီမှာအိန္ဒိယနိုင်ငံရဲ့ပုဒ္ဒဘာသာရဲ့ခေါင်းဆောင်ဖြစ်တယ်အိန္ဒိယနိုင်ငံပုဒ္ဒဘာသာရဲ့ခေါင်းဆောင်ဖြစ်တဲ့အဲ့ဒီဟာဥဆန္ဒရာမူနီရဲ့တပည့်ဖြစ်တယ်နောက်တစ်ခုအရင်ကဒေါက်တာအမ်ဘေဒကာဆိုတဲ့ပုဂ္ဂိုလ်ခုနတော်ဘုန်းကြီးကပေါ်မှာပြောလာပါသေးတယ်ဒေါက်တာအမ်ဘေဒကာဆိုတာကအိန္ဒိယနိုင်ငံမှာသွားပါလေဆိုတရားဥပဒေရေးဆွဲတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီဒေါက်တာအမ်ဘေဒကာလည်းပဲဒီဆန္ဒရာမူနီရဲ့တပည့်ဖြစ်တယ် အဲ့တော့သူကနောက်စာရေးရှာရာဟုလတန်ကိစီဆိုကဘာဂျိုကြီးဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်ကလည်းပဲအဲ့ဒီစန္ဒရာမုနီရဲ့တပည့်ဖြစ်တယ်အဲ့တော့သူကဒီ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 ပုဂ္ဂိုလ်ကနေပြီးတော့မွေးထုတ်ပေးတာမွေးထုတ်ပေးတော့မြန်မာနိုင်ငံနဲ့သီရိလင်္ကာနိုင်ငံနဲ့ပူးပေါင်းပြီးတော့နောက်ပိတ်ကြတော့ပေါ်တီအသင်းကိုဘီဘီဘီမြင်တီထောင်းစာဆောင်မဂ္ဂဇင်းတွေကိုအဲ့ဒီမှာလာစင်ဖြန့်ဝေဖြန့်ဝေပြီးတော့ကဘာကိုဖြန့်ဝေပြီးတော့ ဒီပုဒ္ဒဘာသာတို့ရဲ့ပိန်ဆိုင်တဲ့ဒီမာဘောဒီယာအခုဟိန္ဒူလက်ထက်မှာရောက်နေတယ်အဲ့ဒါကိုဘာလို့လဲဆိုအိန္ဒိယနိုင်ငံကိုအစိုးရကိုခဏခဏတင်ပြတယ်သူကတင်ပြပေမဲ့လို့ဒီအစိုးရလည်းပဲသူကဟိန္ဒူကိုကိုွယ်တဲ့အစိုးရဖြစ်တဲ့အတွက်ဘာမှတုံတုံမလုပ်ဘူးဖြစ်နေတယ်အဲ့လိုဆိုတဲ့အခါကျတော့ဒီစာဆောင်မဂ္ဂဇင်းတွေနဲ့ဖြန့်လိုက်တဲ့အခါကဘာနေဝင်းအော်ကြတာဝင်းအော်တဲ့အခါကျမှအဲ့ခါကျမှအစိုးရကနေပြီးတော့သူ့ပုဒ္ဒဘာသာလက်ထက်ကိုထောက်ဝက်ထည့်ပေးတာဖြစ်တယ် အခုဆိုရင်အဲ့ဒီအခုတည်းထိအဲ့ဒီမဟာဗောဓိယမဟာဗောဓိယသူကဥပမလုပ်သေးဘူးဘုဒ္ဓဘာသာလက်ထက်မှာအပြည့်ဝမရောက်သေးဘူးသူကဘုဒ္ဓဘာသာထဲလက်ထက်ရောက်တာကဟိုဥပမာဆိုဗောဓိအသင်းတည်ထောင်တဲ့ငါဦးရှိတယ်ဆိုရင်အခုကဘုဒ္ဓဘာသာကတော့၃ဦးရသွားပြီဟိန္ဒူဘုန်းကြီးက၂ဦးပါရတယ်အဲ့မှာအဲ့တော့အဲ့ဒီတော့သူကတကယ်တကယ်လှောက်ရှားတာအဓိကနေရာယူတာကဒီနေရာဒီကျောင်းတော်ကြီးကိုသူဆောက်ခဲ့တာဖြစ်ပါတယ် ဒါကတော့တတ်တော်တိုက်လို့ခေါ်တာဖြစ်ပါတယ်ဒီတတ်တော်တိုက်ကသူက1914ခုမှာတည်ဆောက်တာဖြစ်တယ်ဒီတတ်တော်တိုက်တတ်တော်တိုက်ဆိုတာကဒီတဲ့တတ်တော်ဘယ်ရတာလဲဆိုနလန္ဒာတက္ကသိုလ်ကြီးမှာရတာဖြစ်ပါတယ်နလန္ဒာတက္ကသိုလ်ကြီးပြစီသွားပြီးတဲ့နောက်အဲ့ဒီတည်းမှာဟိုတိရိဓမ္မဒုက္ကမင်းစီတီတဲတဲ့အခါတုန်းကအဲ့ဒီမှာတတ်တော်တွေ ထဲ့သွင်းထပ်ပနာထား CD တွေပြုတ်ပြက်သွားတဲ့အခါကျတော့အဲ့ဒီထက်မှတတ်တော်တွေရတာဖြစ်တယ်အဲ့ဒီတတ်တော်ရတဲ့အခါမှာအောက်ထက်မှတတ်တော်ဒိတ်ဆိုပြီးတော့ဒါတိတိလင်္ကာနိုင်ငံတတ်တော်ဒိတ်လို့နာမည်ကြီးတာဖြစ်တယ်ဒီအခုလက်ရှိဒီနေရာကြီးကဗုဒ္ဓဘာသာတို့နေရာပြန်ဖြစ်လာအောင်အဓိကတော့ဒီအနာဂရိယဓမ္မပါဠိရဲ့စွန့်အားဖြစ်ပါတယ်မဟာဗောဓိပင်နဲ့အခုဒီနေရာနဲ့ကုတ်သိမ်နာယုံနဲ့ဟာသူ့ရဲ့စွန့်အားကြောင့်အဲ့ဒီဗုဒ္ဓဘာသာလက်ထက်ကိုပြန်ရောက်လာခြင်းပဲဖြစ်ပါတယ် ဲ့တော့ကဒီမှာတော့သူចောင်းတော့ဆော့ပြီးတော့ဒီမှာပဲနေတယ်သူကသူတော်စင်ဖုန်ကြီးမဟုတ်ဘူးသူကသူတော်စင်ဟင်းဖြစ်တယ်အဲ့ဒီမှာအဲ့ဒီကနေပြီးတော့မှတော့ဒီဒီလက်ငန်းနိုင်ငံတန်ခါတွေလည်းပဲဒီကိုပို့သာသနာ့ကိုဆောင်းရှော့နိုင်အောင်ဆိုပြီးတော့မှအဲ့ဒီကနေနောက်ပိုင်းကျတော့ဒီမှာတတ်တော်တဲ့ကိုဒီဆော့ပြီးတဲ့နောက်တဘိုးတွဲလက်ပြီးနေတဲ့တဘိုးတွဲလက်ပြီးနေတဲ့ဒီမှာတတ်တော်တတ်တော်ဟိုတတ်တော်ဘူးဆိုတဲ့ဘွဲဆိုတာရှိတယ်လို့ပြောတယ်ဘုန်းကြီးတို့တော့တခါမှတော့မကြုံသေးဘူး ီတက်တော့အခုခါတဲ့ငါဖုလို့ရတယ်အခုကျတော့သူတို့တိန်းထားလိုက်တယ်ဖုလို့မရဘူးအောက်ထက်မှာအဲဒီဒီလင်ကနိုင်ငံသူကဖယားရှင်ကိုတအားជីညိုတယ်ဒီဒီလင်ကနိုင်ငံជីညိုပုံနဲ့မြန်မာနိုင်ငံရဲ့ជីညိုပုံနဲ့တော့ကွာသေးတယ်သူတို့ကသူတို့ជីညိုတာကဟုအတိညာပါတယ်တို့မြန်မာနိုင်ငံကជីညိုတာကတဒါတရားအတန်ပြီးတော့အတိညာနည်းနည်းနိုင်တယ်အဲ့လိုကွာတယ်အဲ့တော့သူတို့ကဒီမှာတတ်တော်တိတ်ရှိတယ်တတ်တော်တိတ်ကိုခဏနေကြတော့ဖူးတွေ့ရမှဖြစ်တယ်နောက်ပြီးတော့ဟုတ်ရှိပဲမှာ body pain ဆိုတာရှိသေးတယ် အဲ့ဒီ body ပင်လည်းပဲသူကဟိုးတိရိလင်ကနိုင်ငံနေပြီးတော့မှတင်ကမိတ်တာဒီတိရိတမတော့ကမင်းရဲ့တတော်နဲ့သမီးတော်အဲ့ဒီသင်္ကန်းနာတင်ပြီးတဲ့နောက်ဩသင်္ကန်းနာတင်ပြီးတဲ့နောက်ဖယားရှင်ပြိနိဗ္ဗာန်ဆံပြီးတဲ့နောက်နှစ်ပေါင်း136နှစ်မှာအဲ့ဒီတိရိလင်ကနိုင်ငံကိုသာသနာပြုဖို့တတော်မဟိန္ဒကိုလွတ်တာဖြစ်တယ်တုတ်ထကမဏိနဲ့မမင်းကြီးနဲ့ပူပေါင်းပြီးတော့မှအဲ့ဒီနိုင်ငံမှာပဲ သာသနာပြုတာဒီနေ့အထိသာသနာရှိနေသေးတယ်ဖြစ်ပါတယ်ထွန်းထွန်းတော်တော်ရှိနေသေးတယ်ဒီဒီလန်နာနိုင်ငံနောက်ပိန့်ကြတော့သမိတော်သင်္ကမိတ်တာလဲပိတ်ခုနေမှာဝုတ်ပြီးတော့မှအဲ့ဒီမှာဒီဒီလန်ငါနိုင်ငံမှာပဲနေတယ်အဲ့ဒီအချိန်မှာဒီမဟာဘောဓိပင်မဟာဘောဓိပင်ရဲ့တောင်ဖက်အကင်းကိုအဲ့ဒီသင်္ကမိတ်တာကအတိတ်ထံပြုပြီးတော့မှအတိတ်ထံပြုပြီးတစ္ဆာဆိုပြီးတော့မှတောင်ဖက်ကတက္ကိနသခါဆိုတဲ့အကင်းကိုနန်းတာနဲ့ရစ်ပြီးတော့မှအတိတ်ထံပြုလိုက်တဲ့အဲ့ဒီကင်းကအလိုလိုပြတ်ကျလာတယ် အဲ့ဒါကြီးကိုဟိုတိရိလင်္ကာနိုင်ငံကိုပင်ပြီးတော့တိရိလင်္ကာနိုင်ငံအနုရာဒမြို့မှာ body bin ကြာကြာနာနာတိဆောက်ထားတာဖြစ်ပါတယ်သူတို့ body bin ကိုတအားတံပိုးထားတယ်ဘုန်းကြီးလည်းပဲအဲ့ဒီတိရိလင်္ကာနိုင်ငံကအဲ့ဒီ body bin ကိုဘုန်းကြီးလည်းရောက်ခဲ့ဖူးပါတယ်အဲ့ဒီတိရိလင်္ကာနိုင်ငံကနေပြီးတော့မှ music ကိုယူပြီးတော့မှအချင်းအခုအနာဂရိယဓမ္မဘာလာကအဲ့ဒီ music ကိုယူပြီးတော့မှဒီဖက်မှာ body bin ဆိုတာရှိပါတယ်အဲ့ဒီသူစိုက်ပြူးထားတဲ့ body bin အဲ့ အဲ့ဒီ body ပင်ရဲ့အောက်မှာမြန်မာနိုင်ငံကနေပြီးတော့လာရောက်ပြီးတော့ထူထားတဲ့အရှင်အတီတီပြင်စွဲကင်ငါဦးတရားဦးတမဆက်ကြဟောတဲ့ပုံလေးရှိတယ်။နိုင်ငံတကာဟိုဗုဒ္ဓဘာသာဂုဂွယ်တဲ့နိုင်ငံတွေရဲ့အတီတီဗုဒ္ဓဗုဒ္ဓရဲ့ဓမ္မတွေကိုဟိုကဗုဒ္ဓရဲ့ဓမ္မဓမ္မဆက်ကြကိုအဲ့ဒီမှာဘာသာအတီတီဘာသာပေါင်း28မျိုးနဲ့ဖတ်ရှုလေ့လာလို့ရပါတယ်အဲ့ဒီမှာဘာသာပေါင်း28မျိုးနဲ့ကြီးကြီးပြပေါ်မှာ twin two ပြီးတော့အခုအဲ့ဒီကိုသွားမှာဖြစ်တယ်။ အခုပထမဦးဆုံးကတော့ဒီဖက်ကတတ်တော်တိတ်ကိုလဲမယ်တတ်တော်တိတ်လဲပြီးတဲ့အခါကျတော့အရှိဖက်ကအဲ့ဒီ body ဘင်ကိုသွားပြီးတော့လေ့လာကြမှဖြစ်တယ်နော်လွတ်လွတ်လပ်လပ်လဲလို့ရပါတယ်အေးအေးဆေးဆေးလဲလို့ရတယ်နော်